ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တဲ့အားလုံးမင်္ဂလာပါ Super Sunday မှာတော့ကျွန်တော်တို့ Premier League ပွဲကြီးပွဲကောင်းတွေရှိတာဗောလေဒါစုစုပေါင်း၄ပွဲရှိတယ်အထူးသဖြင့် Europa League Conference ကံဖို့ရှိတဲ့အသင်းတွေရဲ့ပွဲစဉ်တွေဗောလေ Chelsea ပွဲရှိတယ်ဖက်က Tottenham Hotspur ပွဲရှိတယ် Manchester United ပွဲရှိတယ်ဆိုတော့ Chelsea ကတော့တခုကောင်းတာဗောလေအဝေးကွင်း Ligia Warsaw ကွင်းမှာသူတို့၃ဂိုးပြတ်နိုင်တဲ့အတွက်ကြောင့်သူတို့အင်ကွင်းမှာကံမဲ့ Ipswich Town ပွဲမှာသူတို့အားနဲ့အင်နဲ့အပြည့်အဝကံမဲ့နောက်တစ်ခုကသူတို့ကိုယ်တိုင်လည်း Champions League ဝင်ခွင့်အတွက်အသေးအတန်ကံရရတဲ့အတွက်ကြောင့် အစ္စရေလရှောင်းတဲ့ပွဲကသူတို့အမားလုံးဝမခံဘူးလီဗာပူးကတော့ပြီးခဲ့တဲ့ပွဲမှာဖူအန်ကိုရှုံးတဲ့အချိန်မှာနောက်ထပ်လန်ဒန်ကလပ်ဖြစ်တဲ့ဝက်ဆန်နဲ့ကံမင်းအင်ကွဲမှာသူတို့ချန်ပီယံဖြစ်ဖို့၄ပွဲပဲလိုတော့တယ်ဆိုတော့သူတို့အမှတ်တွေကိုသူတို့ဇက်တိုက်လိုအပ်နေတယ်အဲ့အချိန်မှာစပါ့စ်ကဝူးဖ်နဲ့ဝေးကွင်းကံမင်းစပါ့အနေနဲ့ဒီပွဲကဘာမှမထူးဘူးနိုင်လည်းမထူးသေးကြလည်းမထူးဘူးရှုံးလည်းမထူးဘူးဘာလို့ဆိုတော့သူတို့အားလုံးရဲ့ ခေါင်းထဲမှာ Itron Front Pack ကိုအဝေးကွင်းကမ်းမဲ့ Europa League ပွဲရှိတယ်ဆိုတော့ကျွန်တော်တို့စပါအပြောင်းလဲတွေအများကြီးမြင်နိုင်ပြီးတော့ Manchester United နဲ့ Newcastle Newcastle က Champions League ဝင်ခွင့်အတွက်အသေးအတန်ပြုတ်နေတယ်သူတို့က53ဘတ်ကိုတပွဲရော့ထားတယ်ဆိုတော့ Newcastle ကအားတကြီးအိုက်ပွဲကသူတို့ Crystal Palace နဲ့ကမ်းမှာဖြစ်တဲ့ချိန်မှာ မန်ယူနိုက်တက်ကတော့ရှင်းတယ်သူတို့ရဲ့ဒုတိယအကြော်အင်ကွင်းအိုထရဖို့ကပွဲကသူတို့ရဲ့ main ပဲလီယွန်ကိုသူတို့နောက်ကျကိုးချောင်းသူတေကျသွားတယ်ဆိုတော့မန်ချက်စတာယူနိုက်တက်နဲ့ညူကာဆယ်ပွဲမှာညူကာဆယ်ကအင်တိုက်အားတိုက်အပြည့်အဝကံပဲယူနိုက်တက်ကအပြောင်းလဲအများကြီးဖြစ်နိုင်ဆိုတော့ ထမဆုံးအနေနဲ့ဒေသစံတော်ချိန်နှစ်လည်နှစ်နာရီမှာ၃ပွဲရှိတယ်ချက်စီနဲ့အစ်စဝစ်ဆောင်းရှိမယ်လီဗာပူးနဲ့ဝက်ဆန်ရှိမယ်ဥဗာဟန်တန်နဲ့ထော်တန်ဟော့စ်ပါရှိပြီးတော့နောက်ဆုံးပွဲကညနေ၄နာရီခွဲမြန်မာစံတော်ချိန်ည၁နာရီမှာယူကာဆယ်ယူနိုက်တက်နဲ့မန်ချက်စတာယူနိုက်တက်ရှိမယ်ဆိုတော့ချက်စီပွဲချက်စီကအခုလောလောဆယ်အနေထားရဒီဟိုတနေ့ကကစားသွားတဲ့လီဂီယာဝါဆောနဲ့ပွဲကိုကြည့်ရတဲ့အချိန်မှာနော်နီမာတူရီကေပွဲထွက်ခွင့်ရတယ်ဆိုတော့နော်နီမာတူရီကေကညဂျီဒန်ဆန်ချူကဘယ် ပြီးတော့မှ Christopher Ankuku နေရာမှာ Nicholas Jackson ပြန်ပါမယ်ခိုးဖားမှပြန်ဝင်မယ် ွက်လေကတော့အန်ဆူရုခိုက်စီရုပြန်ပါပြီးတော့ခန်စစ်ကတော့ရီချင်းကို right back ပြန်သွားပြီးတော့ခူခရဲလာတို့ကိုဝဲတို့ပါရုံးနဲ့ချက်စီအပြောင်းလဲတယ်ဗောလေကိုသမားဆိုရင်ရောဘတ်ဆန်ချက်ပြန်လာမယ်ဒါပေမဲ့ကျွန်တော်ဒီမြင်တော့ Ipswich Town ကဘာမှမထူးကြဘူးသူလဲတန်းစင်းတော့မှာလက်ရှိနေထားရသူတို့မှာ Hutchinson တို့ Leon Delatt တို့ကလွဲပြီးတော့ကျွန်တော် Ipswich Town ဘာမှမလုပ်ပြရကျွန်တော်ထင်တော့ Chelsea တို့က AECC အနိုင်ယူရမယ်ပွဲအထူးသဖြင့် Champions League ဝင်ခွင့်အတွက်သူတို့ပွဲချက်နေကြံသေးတဲ့အချိန်မှာ Chelsea ကမဖြစ်မနေ၃မှတ်ယူရမယ်နောက် goal difference လည်းအဓိကစကားပြောနိုင်တယ်အခုလက်ရှိနေထားရ မပေးစရာမှာ Chelsea က good difference ဆက်ကွန်၊ Newcastle 73၊ Man City ဆက်ကွန်ဆိုတဲ့အနေထားမှာ Forest က74ဆိုတော့ Chelsea ကလည်းဒီပွဲမှာတွင်းကူများများလိုအပ်တယ်။သူတို့လည်းအမှန်တိုင်းပြောနေလေတော့ရေးနေတယ်ဒါပေမဲ့ Chelsea အနိုင်၃မှတ်ယူမဲ့ပွဲတစ်ဖက်က Wolves နဲ့ Spurs ပွဲကတော့ရှင်းတယ်။ Wolves ကပဲအိမ်ကွင်းမှာ Spurs ကိုဒုက္ခပေးဦးမှာပဲ။ဘာလို့လဲဆိုတော့ Spurs ကဝေးကွင်းသွားကန်လို့သူတို့က Ultra Frapper နဲ့အဝေးကွင်းကန်မယ်။ဆိုတော့ Europa League ပွဲကိုအားလုံးစိုက်မှာ Spurs ကဟိုတနေ့ကကစားသွားတဲ့ပွဲကိုကြည့်ပြီး Spurs ကိုကြည့်ရတော်တော်လေးအားမရဘူး။ဆိုတော့ Ultra Frapper ကွင်းမှာသူတို့ 100% fully fit ဖြစ်တဲ့ပွဲမပန့်တဲ့အသင်းကိုသူတို့ထည့်မှာဆိုတော့ဒီပွဲမှာလူတွေအများကြီးပြောင်းနိုင်တဲ့အတွက်ကြောင့် ancient wolf အတွက်အခွင့်အရေးပဲ Matthias Cunha ပြန်ပါမယ် Larsen ခုနောက်ပိုင်းဇာတ်တိုက်ဂိုးတွေတွင်းနေတယ်ကျွန်တော်အမြင်တော့ Wolverhampton အသင်းကအရင်ကြီးစိုးရိမ်စရာမရှိဘူးလက်ရှိမှာသူတို့လည်းလွတ်တလောက်ဖြစ်ပြီခုလောလောဆယ်အနေထားရတိုက်စစ်ကအခုဘလူပဲထွက်ထွက်ပြန်နောက်ဆုံး Larsen ရှိနေတော့မှ Wolf ကကစားအားကကွင်းလယ်မှာတော်တော်လေးအားကောင်းတယ် Andre လည်းရှိတယ် Joao Gomez လည်းရှိတယ် Thuram က quality ကွင်းလယ်ရှိတယ်တောင်မန်တွေက Ryan Agnori တို့ Smith တို့ဆိုရှိတယ်ကျွန်တော်ထင်တော့ Tottenham အနေနဲ့မရဘူးဗျ Spa အပြောင်းလဲတွေအများကြီးလုပ်ဖို့လိုအပ်တယ်ဒီဘွဲက Spa အတွက်အခြေအနေမကောင်းဘူး Wolverhampton ကိုသဘောတော်ပိုကြတယ်ဒါလည်းနေ့လည်နှစ်နာရီမြန်မာစံတော်ချိန်ညခုံခွဲမှာကမ်းမယ်ပြီးတော့မှ Liverpool နဲ့ West Ham Liverpool အတွက်တော့အမှန်တမ်းပြောရင်တော့ရလဆိုးတွေကိုအဆုံးသတ်မယ်အခြေအနေပဲသူတို့လည်းနောက်ဆုံး၅ဘွဲမှာ သုံးပွဲတောင်ရှုံးထားတယ်။အဲ့ထဲမှာမှအခုလောလောဆယ်အနေထားရသူတို့ကိုယ်တိုင်လည်းနည်းနည်း struggle ဖြစ်နေတယ်။အခုလက်ရှိမှာ Liverpool ကပူအောင်ကိုရှုံးတယ် Everton ကိုသူတို့နိုင်သွားတယ် Newcastle ကိုရှုံးတယ် PSG ကိုရှုံးတယ်သူတို့စိတ်ကိုနိုင်ထားတယ်။ဆိုတော့နောက်ပိုင်းနိုင်ထားတဲ့ပွဲက Everton နဲ့စိတ်မရှိသေးတယ်။ Everton နဲ့ပွဲကလည်းအမှန်တိုင်းပြောရတော့ Liverpool တော်တော်ခက်ခဲကစားခဲ့ရတာ။ဆိုတော့လက်ရှိနေထားရ Liverpool ရဲ့ return ကနည်းနည်းလေးပြန်အောင်နေတယ်။ Trent Alexander-Arnold မပါတဲ့အချိန်မှာ ခေါနာဘရက်လီကစားတယ်တစ်ဖက်ကကွန်ဆက်ကစားတယ်ကတ်တီဂျုံကစားတယ်မိုဆာလက်စီကိုတိတ်ပြီးပတ်ဖို့မလုပ်နိုင်တော့ဆာလက်စ်နဲ့နည်းနည်းကိုပေါက်ပြောင်းတယ်တိုက်စစ်ကအခုဂျူတာကိုတောင်းလျှောက်ထည့်ထားတယ် GSK ဂျူတာရဲ့ဆာလက်စ်ပဲဖြစ်ဖြစ်ဂက်ပိုရဲ့ဂျူတာရဲ့ ဆာလက်စ်ပဲဖြစ်ဖြစ်ဒါပေမဲ့လီဗာပူးအနေနဲ့ဝက်ဆန်ကိုတော့အနိုင်ရဖို့မခက်ဘူး။ဘာကြောင့်လဲဆိုတော့ဝက်ဆန်က green border လက်ထက်မှာတော်တော်ဝီးဖြစ်တဲ့ဝက်ဆန်ကျွန်တော်ဒေးဗစ်မွိုက်ဆုံးကတော့မှတော်တော်လေးမာတဲ့ဝက်ဆန်ကအခုလက်ရှိမှာပထမကြိုးတုန်းကလည်းဝက်ဆန်ရဲ့လန်ဒန်ကွင်းမှာလီဗာပူးက၅ဂိုးပြတ်နိုင်ထားတယ်။မနစ်ကတော့ကလည်းလီဗာပူးကဝက်ဆန်ကို3-1တခုတော့ရှိတယ်ဝက်ဆန်ကလီဗာပူးကိုတပွဲတော့တည်ကန်ထားတယ်ခြေရခြေကွာတယ်ဗျလီဗာပူးအတွက်ပြဿနာမရှိလာဘူးရတန်နည်းနည်းပြန်အောင်နေတဲ့အတိတ်အောင်လီဗာပူးကအင်ကွင်းမှာနိုင်ပွဲပြန်ယူပြီးတော့ချန်ပီယံဆုပလောက်ကိုနောက်ထပ် က်ချီတလန်းလှမ်းမှုရှုမဲ့ပွဲပဲဒေသဆန်တော်ကြီးနေ့လယ်နှစ်နာရီမှဆန်တော်ကြီးညခုံခွဲလေပါဘူးအနိုင်၃မှတ်ကိုရဖို့တည်ကြလောက်ရှိတဲ့ပွဲပဲနောက်ဆုံးပွဲကတော့ Newcastle နဲ့ Man United Newcastle ရဲ့လက်ရှိဖော်ကတော်တော်လေးကောင်းနေတယ်။တောက်လျှောက်သူတို့ခြေစွမ်းထက်နေတယ်သူတို့အသင်းကအခုသူတို့ရှုံးပွဲတပွဲပဲရှိတယ်။အဲ့ဒါကသူတို့မထင်မှတ်ပဲနဲ့အိမ်ကွင်းမှာ Brighton ကို2-1နဲ့သူတို့ရှုံးသွားတာအဲ့ဒါပဲရှိတယ်။တောက်လျှောက်နောက်လေးပွဲမှာ ဝက်ဆာကိုနိုင်တယ်လီဗာပူးကိုကာရာဘောကပ်ဖိုင်နယ်မှာနိုင်တယ်ဘရန်ဖို့ကိုနိုင်တယ်လက်စတာကိုနိုင်တယ်မန်ယူနိုက်တက်ကသူတို့ဖောရက်စ်ကိုပဲရှုံးတာတရီတွေနဲ့ရလက်မဆိုးမန်ယူနိုက်တက်ရဲ့ခေါင်းထဲမှာယူရိုပါလိပဲရှိတယ် ယူကာဆင်ကအရင်တည်းက United လူဆုံဆုံမဆုံဆုံသူတို့ရဲ့အိမ်ဝင်ဖြစ်တဲ့ Saint James ဘက်မှာ United ကအမြဲတမ်းအခြေအနေမကောင်းဘူး။ယူကာဆင်ရဲ့ဒီရာဒီမှာအသင်းကြီးတွေကိုသူတို့အိမ်ဝင်ရလဲတော်တော်လေးအားကောင်းတယ်လို့သူတို့အိမ်ဝင်မှာတော်တော်လေးလှုပ်တက်ကြိုက်တဲ့အသင်းပဲ။ဆိုတော့ဒီနေ့သေးထိတ်တိုက်ဆိုတွေ့ရမှာပထမကြိုးလုံးကလည်း Manchester United ရဲ့ Old Trafford မှာ Newcastle က2ဂိုးပြတ်နိုင်တယ်။မနစ်ကတော့ United 3-2နဲ့နိုင်ပေမဲ့ Newcastle ကသူ့ရဲ့ Saint James ဘက်မှာ Man United ကို2021မှာတေးကြပြီးခဲ့ရတယ်။နောက်ပိုင်းနှစ်တွေမှာဆက်တိုက်နိုင်ထားတာ ဆိုတော့ Manchester United တို့ခက်ခဲတဲ့ပွဲပဲအမှန်တမ်းပြောရင် Newcastle အသင်းကအခု Isak က on fire ဖြစ်နေတယ်ဒီကြားထဲမှာ Jacob Murphy လည်းဒီဟာဒီမှာအားကိုးရတယ် Anthony Gordon မပိုင်တော့ပြဿနာမရှိဘူး Harvey Barnes လည်းကိုးသွင်းအားကောင်းလို့အဓိက Newcastle ကွင်းလည်းက Julian Tan ရဲ့ Guimaraes ရဲ့ Sandro Tonali ရဲ့တော်တော်လေးအားကောင်းတယ် United ကတေးကြတဲ့ Fernandes တို့ပါတော့ချုပ်ကစားမတွေကိုသူတို့အနာပေးမှာ Wylan အလုံးမဖြစ်တော့ Jacksy ကိုပြန်သုံးနိုင်တယ်ခတ်တာလည်း United ကလည်း injury အများများတော့သူတို့လည်းအရင် rotate လုပ်လို့မရဘူးဒါပေမဲ့တေးကြတာတော့သူအပြောင်းလဲတော့လော်ဘာလို့ဆိုတော့ ယူရိုပါလီကဆန်ဒေးသန်စီဆန်ဒေးသန်စီဆိုတော့သူတို့မှာနိုင်ရတော်တော်လေးနေတဲ့အတွက်ကြောင့်ကာမာကစိတ်ဂျေဇစ်ပတ်ဒေတာစံတော်ချိန်ညနေ၄နာရီခွဲမြန်မာစံတော်ချိန်ည၁၀နာရီမန်ချက်စတာယူနိုက်တက်နဲ့ရူဘင်အာမိုတို့တကယ်ကို tough game ဖြစ်ပြီးတော့ချန်ပီယံလိဝင်ကွင်းကိုတပွဲရောနဲ့အချိန်ကြီးကောင်းနေတဲ့ညူကာဆဲအတွက်မဖြစ်မနေသုံးမှတ်ယူသွားနိုင်တဲ့ United အတွက်တကယ်ကိုခက်ခဲမဲ့ပွဲဖြစ်တဲ့လီယွန်ပွဲကြောင့်ဒီပွဲက United အားဆိုင်မှာမဟုတ်တော့ကျွန်တော်တို့ယူရိုပါလီနဲ့ကွန်ဖရင့်ရှိတဲ့အတင်းထဲမှာချက်စီတစ်သိန်းလောက်ပဲအားထည့်မှာဘာလို့ဆိုချက်စီကပထမကြုံနိုင်ထားတဲ့အတွက် spa ရော united ရောအားထည့်ဖို့မရှိတော့ ancient newcastle တို့ wolf တို့အတွက်အခွင့်အရေးရှိပြီးတော့ liverpool လည်းရလက်ဆိုးကိုအဆုံးသတ်ပြီးတော့သူတို့နိုင်ပွဲပြန်ယူသွားနိုင်တဲ့ super sunday ပါအားလုံးကျေးဇူးတင်ပါတယ်